က်ကြွရှင်လန်းတော်ဖြင့်နေ့တနေ့စာကိုဖြတ်တန်းကြပါစို့မင်္ဂလာနေနဲ့ခင်းဆိုအောင်နဲ့တက်တက်ကြွကြွရှင်ရှင်လန်းလန်းနဲ့ဖြတ်တန်းခြင်းအဖြစ်စီးပွားရေးလူမှုရေးအရာအလုံးအောင်မြင်တိုးတက်ကြပါစေလို့ကိုမိုကာအမှုပညာမှဆုမွန်ကောင်းတောင်းလိုက်ပါရခင်ဗျာကဲမနက်ခင်းမိုးလင်းတာနဲ့ပညာရေးစီးပွားရေးနော်လူမှုရေးနယ်ပယ်ပေါင်းစုံမှာကျွန်တော်တို့ဈေးထဲမှာ ဟင်းသီးရရောင်းချတဲ့သူဖြစ်ပါသေးကျွန်တော်တို့ပြုံးပြုံးရွှေရွှေတက်တက်ကြွကြွနဲ့အရောင်းဝယ်ကိုပြုလုပ်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့စီးပွားရေးတွေဖွံ့ဖြိုးတိုးတက်အောင်မြင်စေမှာဖြစ်ပါတယ်ဒီလိုပဲကျွန်တော်ပညာရေးမှာဆိုရင်လည်းဒီလိုပဲပြုံးပြုံးရွှေရွှေတက်တက်ကြွကြွနဲ့သင်ကြားမယ်ဆိုရင်မိမိဘဝမှာတိုးတက်အောင်မြင်ခြင်းတွေကိုရရှိမှာဖြစ်ပြီးတော့ကျွန်တော်တို့နေပယ်ပေါင်းစုံမှာမိခဲ့သူပဲဖြစ်ဖြစ်ကျွန်တော်တို့တော့လူမျိုးပေါင်းစုံဘာသာပေါင်းစုံမှာအသားဖြူပါစေအသားမဲပါစေ မိတို့ပဲဖြစ်ဖြစ်ကျွန်တော်တို့အပြုံးကလူသားတိုင်းမှာအရေးကြီးပါတယ်ဒါကြောင့်မလို့အပြုံးရှင်စွာဖြင့်တက်တက်ကြွကြွနဲ့စီးပွားရေးလူမှုရေးအိမ်ဆောင်ရေးစသဖြင့်အရေးကိစ္စများစွာကိုစတင်ပြီးတော့စီဘွားရေးဘောင်းဆောင်နယ်ပယ်ဘောင်းဆောင်မှာတိုးတက်အောင်မြင်ကြပါစေလို့ဆုမွန်အောင်တောင်းလိုက်ပါတယ်ကျွန်တော်တို့အသားတွေဖြူပါစေအသားမဲပါစေကျွန်တော်တို့အပြုံးကလူတိုင်းအတွက်မိတ်ကပ်တစ်ခုပါပဲเนาะလူသားတိုင်းအတွက်အပြုံးရှင်စွာဖြင့်ဈေးရောက်တဲ့သူပဲဖြစ်ဖြစ်ကျွန်တော်တို့ မိသည့်အရာကိုပဲရောင်းရောင်းကျွန်တော်ပြုံးပြုံးရွှင်ရွှင်တက်တက်ကြွကြွနဲ့ဆောင်ရွက်မယ်ဆိုရင်ပြုပွဲကိစ္စများကိုဆောင်ရွက်မယ်ဆိုလို့ရှိရင်အောင်မြင်မှုတွေကိုရရှိမှာဖြစ်ပါတယ်လို့ဒီမှာလက်ဆောင်စကားပြောကြရင်လည်းမိတ်ဆွေများတို့ဒီနေ့မှာတော့ကျွန်တော်စီမှာသိန်း600ဝန်းကျင်အမေးအမြစ်များကြတဲ့မိတ်ဆွေများအားလုံးအတွက်သိန်း600ဝန်းကျင်ရှိလား နော်ဘလိုကားလေးရှိလဲ EV ကားတွေကသိန်း600ဝန်းကျင်လေးတွေ resale market မှာအဆင်ပြေစေတဲ့ပြန်လဲရောင်းချခြင်းတွေပြန်လဲဝယ်ယူခြင်းတွေမှာအဆင်ပြေစေတဲ့ကျွန်တော်တို့ဒန်ယန် EV ကားလေးကတော့နှစ်စီးထပ်မှန်ပြီးတော့ရောက်ရှိလာပါတယ်ဒီကားလေးလိုအပ်မယ်ဆိုလို့ရှိရင်ကျွန်တော်စီမှာလာရောက်ပြီးတော့ ကီလိုလေးလည်းအနည်းလေးပဲရှိသေးတယ်နော်ကီလို2000ဝန်းကျင်3000ဝန်းကျင်ကားလေးတွေကိုရရှိမှာဖြစ်ပြီးတော့ကားလေးတွေအယောင်လေးတွေကတော့အဖြူအောင်လေးတွေဖြစ်ပါတယ်ဒါလေးကတော့ကျွန်တော်စီမှာနှစ်စီးလောက်ကိုရွေးချယ်ဝယ်ယူနိုင်ပါတယ်မိမိအမီပေါက်လိုချင်တယ်ဆိုရင်လည်းဒဇီးနှစ်စီးလောက်ကိုကျွန်တော်တို့ရရှိမှာဖြစ်ပြီးတော့ဒယန် EV ကားလေးတွေကတော့အောက်ပိုင်းမြင့်တယ်နော်အောက်ပိုင်းမြင့်ဖြစ်တဲ့ဒေါင်းတောက်မှာသွာလာလို့ရှိရင်ကျွန်တော်တို့အဲကျွန်တော်ရဲ့တန်ငယ်ချင်းတွေဆိုလို့ရှိရင်တနေ့ကို၄-၅သောင်းကျွန်တော်စီဘိုးသုံးရတဲ့သူတွေအတွက်ဆိုရင်လုံးဝကျွန်တော်တို့စီဘိုးကိုချွေတာရရောက်ပြီးတော့၄-၅သောင်းနေ့ နေတိုင်းနေတိုင်းကို save ဖြစ်စေမှာဖြစ်ပါတယ်။ဒါကြောင့်မလို့ EV ကားလေးတွေ3600ဝင်းကျင်လေးတွေ3600ဆွဆွလေးနဲ့ရရှိမဲ့ကားလေးတွေရောက်ရှိလို့လာပါတယ်။ဒါလေးမိတ်ဆက်ပေးရင်လည်း3 600 600 600 600 600 600အောက်မှာ Toyota Vitara ရှိမဲ့3600ဝင်းကျင်လေးတွေကနည်းတယ်နော်။အဲဒါမဲ့ရတဲ့ကားလေးတွေကိုလာရောပြောပြပေးတယ်။ပြီးသွားရင်တော့900 800ဝင်းကျင်လေးကုန်နေတယ်။900ကျော်မှာကျွန်တော်တို့အဲ D90 ကျွန်တော်စီနိုဝါ D90 ဆိုတဲ့ကားလေးကိုရရှိမှာဖြစ်တယ်။ပြီးတော့ရင်တော့ကျွန်တော်တို့ခုံသုံးတန်းကားလေးရဆိုရင်တော့ Artiga Type 2နော် Artiga Type 3တို့ကားမျိုးတွေရောက်ရှိနေတဲ့အပြင်ကိုအခြားကားလေးတွေလည်းကျွန်တော်တို့ Toyota Effect လို့ကားမျိုးလေးတွေရောက်ရှိနေတယ်။ပြီးတော့ရင်တော့ကျွန်တော်တို့ကားလေးတွေကတော့များစွာရှိတယ်။ကျွန်တော်တို့ဒါ showroom number 1ကကားလေးတွေကိုကျွန်တော်တို့အမိတ်ဆက်အနေနဲ့ပြသပေးတာဖြစ်ပါတယ်နော်ပြောပြပေးမယ်ကားလေးတွေကဲဒါကမလို့ကျွန်တော်တို့နေ့တစ်နေ့မှာကျွန်တော်တို့တက်တက်ကြွကြွရှင်ရှင်လန်းနဲ့မိသည့်စီးပွားရေးကိုပဲလို့လို့ကျွန်တော်တို့ကိုယ်တိုင်အစပြီးတော့ကျွန်တော်တို့ တက်တက်ကြွကြွရှင်ရှင်လန်းလန်းနဲ့ပြုတ်လုခြင်းအပြင်တကယ်ကိုဘဝမှာဖွံ့ဖြိုးတိုးတက်ခြင်းတွေအောင်မြင်ခြင်းတွေပိုင်ဆိုင်ခြင်းတွေကိုရယူပိုင်ဆိုင်နိုင်ပါတယ်လို့လက်ဆောင်စကားပြောကြပေးလိုက်ပါတယ်ခင်ဗျာကဲကားနဲ့ပတ်သက်လာပြီးတော့တနေရာထဲမှာ one stop အနေနဲ့ရရှိခြင်းတွေဆိုရင်တော့ကုမိုးကားနုပညာစီကိုကြွာလန်းခဲ့ကြပါလို့ဖိတ်ခေါ်လိုက်ပါကျွန်တော်စီမှာဘလို့စားပလီရလဲဆိုတော့ကျွန်တော်တို့ကုမိုးကားနုပညာစီမှာကားလေးတွေကိုပြန်လဲပြီးတော့ရောင်းချခြင်းတွေဆိုရင်ပြန်လဲလာရောက်ပြီးရောင်းချလို့ရတယ်ကားလေးတွေကိုအလဲထက်မိမိပိုင်တဲ့ကားလေးနဲ့အလဲထက်ပြုတ်လို့ခြင်းတယ်ဆိုလို့ရှိရင်အလဲထက်လာရောက်ပြုတ်လို့ရတယ် ကားလေးလာဝယ်ယူခြင်းနဲ့ဆိုရင်လည်းလာရောက်ပြီးတော့တနေရာထဲမှာ one stop အနေနဲ့ကားအစီ30ဝန်းကျင်လောက်ကိုတနေရာထဲမှာ choice လုပ်ပြီးတော့မိမိလိုချင်တဲ့ကားလေးတွေကိုရွေးချယ်ပြီးတော့ဝယ်ယူနိုင်တာဖြစ်တဲ့အတွက်ကဲမင်္ဂလာနဲ့နဲ့ခင်းမှာကျွန်တော်တက်တက်ကြွကြွရွှေရွှေလန်းလန်းနဲ့ပြုံးပြုံးရွှေရွှေနဲ့မင်္ဂလာအပေါင်းနဲ့ပြည့်စုံကြပါစေလို့မြန်မာနိုင်ငံသူနိုင်ငံသားအားလုံးကိုကြိုဆိုနှုတ်ဆက်လိုက်ပါရခင်ဗျာအားလုံးရွှေလန်းချမ်းမြေ့ကြပါစေခင်ဗျာကဲတက်ကြွရွှေလန်းတော်ဖြစ်နေ့တစ်နေ့စာကိုဖြတ်သန်းကြပါစို့